ဘာကြောင့်လဲဆိုစီးပွားရေးသမားဥဆောင်တဲ့စစ်တပ်မှာစီးပွားရေးသမားတွေပဲထပ်ပေါ်လာမှာဖြစ်တယ်နော်စစ်သားစစ်စစ်ဥဆောင်တဲ့စစ်တပ်မှာစစ်သားကောင်းတွေပေါ်တယ်အဲ့တော့ခေါင်းဆောင်ရဲ့ဖုံးကံတအားအရေးကြီးတယ်ဒီခေါင်းဆောင်ဖုံးကံမရှိဘူးခုဥမေအောင်လားသူဖုံးကံမရှိတော့ဘာမှဖြစ်မလာဘူးဒါပဲအဲ့တော့အခု तू ခန့်လိုက်တဲ့စစ်တီရဲ့ခေါင်းဆောင်တွေကြီးလိုက်တော့ဘယ်လိုပြောလဲဆိုအခုချိန်မှာ तू ခန့်ထားတဲ့ဒီတိုင်းမှုတွေနော်အဲစစ်တိုင်းမှုတွေအကုန်လုံးကလေဘယ်လိုလဲပြောရင်သူ့ကိုမလန့်ရဲအောင်လို့ကိုသူ့ရဲ့ဘယ်လိုခေါ်မလဲတကယ်ဒီ သူလည်းညှိုးထောင်တယ်လည်းညှိုးထောင်ပါ तू ကစစ်တိုင်းမှုတယောက်ခန့်မယ်ဆိုဘယ်လိုခန့်လဲသလားအဦးမင်းအောင်လိုက်စစ်တိုင်းမှုခန့်တဲ့သူကိုကျွန်တော်ပြမယ်သလားဘယ်လိုဖြတ်ခန့်လဲဆိုရှင်နော်အဲခင်ဗျားတို့စစ်တပ်ဘာကြောင့်ကြာရှုံးလဲဆိုကျွန်တော်ပြောပြမယ်နော်ပရမောအူဆုံးတယောက်ကိုမေးတယ်အဲအောင်အာနှစ်နဲ့နှစ်နဲ့ပေါင်းတာဘယ်လောက်ရလဲအာနှစ်နဲ့နှစ်နဲ့ပေါင်းတာဘယ်လောက်ရလဲအာကဆရာကပြောချက်ချင်းပြောတော့ဟောကဆရာကထိမဲ့ရှောက်ထားတယ်ပြောတော့အာနှစ်နဲ့နှစ်နဲ့ပေါင်းတာ၄ရတယ်အဘအေးဟုတ်ပြီအဲ့ဒါမင်းဟုတ်ပါတန်းစီ ထူးထူးခြားခြားထပ်ဖြစ်ရတဲ့သူကဘယ်သူလဲဆိုလို့ရှိရင်နောက်တစ်ယောက်ပေါ့နောက်တဲ့စစ်တီအဲစစ်ပေါ်ကျုပ်တယောက်ထပ်ဖြစ်နင်းနေနင်းနေပေါင်းတာဘယ်တော့ရလဲလို့ကျွန်တော်ဖြေရမှာလားလေဟုတ်လားအဘဟုတ်တယ်အေရောက်ပြီနင်းနေနင်းနေပေါင်းတာကအဘဘာပြောခြင်းလဲအဘပြောတဲ့အဖြေပဲကျွန်တော်ချရေးမယ်နင်းနေနင်းနေပေါင်းတာငားဆိုလို့ရှိရင်လည်းကျွန်တော်ငားရေးမယ်နော်နင်းနေနင်းနေပေါင်းတာကတစ်ဆိုလို့ရှိရင်ကျွန်တော်တည်ရေးမယ်အားတေချာဟဲ့ကောင်မင်းချက်ချင်းနေရင်သွားသွားသွားနင်းနင်းကာဆာဖာရာလူကာဆာလာမူရာလူယူသွားနင်းသွားလို့မှာနီကိုရာလူယူသွားဟောကောင်ယူ အဲ့လိုလူမျိုးတွေနှစ်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 ပေါင်းတာ၄00တာခလေးတောင်တည်တယ်နော်စစ်တပ်မှာမနေ့တနေ့မှဝင်လာတဲ့စစ်သားလည်းတည်တယ်မနေ့တနေ့မှလွတ်လွတ်ကျွတ်လာတဲ့ကျွန်တော်တို့ DSC စင်းတဲ့ဗိုလ်မှူးလေးလည်းတည်တယ်နှစ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 ်ပေါင်းနဲ့၄00တာသို့ပါတော့လည်းနှစ်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 ပေါင်းတာဟာဦးမင်းအွန်လိုင်းက300ရတယ်ဆိုတော့300ပေးရမယ်သူဒီလိုလူမျိုးတွေပဲနေရပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပလင်းတူဘူးစိုးတွေပဲရှိတဲ့အတွက်ကြောင့်ဦးမင်းအွန်လိုင်းကိုဦးမင်းအွန်လိုင်းကြားသူကလုံခြုံမှုလို့လို့တယ်အဲ့တော့ဒီလိုလူမျိုးတွေကိုသူအကုန်လုံးစုထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့လိုလူတွေကြီးပဲဒီစစ်တပ်ကိုဥဆောင်နေတာဖြစ်တယ်အားကြောင့်မို့လို့အခုစစ်တီရဲ့ရှက်ဖွယ်လေးလေးထပ်ပြီးကုန်လာနော်တပုံနဲ့ပူပေါင်းကုန်လာတပုံစီမှာအညံ့ခံကုန်လာစစ်တိုင်းနေကြနေတာနော်အဲ့ဒါသူ့ရဲ့ရေချင်းညံ့ဖြင်းမှုကြောက်ပါနော်အဲပုံမှန်လေးလေးပြောမယ်နော်အဲ့တော့စစ်သားကောင်းတွေဥဆောင်မှတာလေစစ်တပ်ကောင်းမယ်အခုပုံစံကတော့စီးပွားရေးသမားဥဆောင်တဲ့ခါကျတော့ စီးပွားရေးသမားတွေဒီဘက်သူမွေးထုတ်ထားတာစက်တက်မှာအဲသူ့လိုပဲပဲလေ၃၃ပေါင်တာ600လိုတိုင်းတည်တယ်သူသူသူပြောမှာနှစ်ဆိုလည်းနှစ်ပါအေးဒီလိုမျိုးကြီးသူခုသူစုနေအစက်တက်ကသူလို့လို့ခြေလဲလိုက်မယ်မပူနဲ့တိယောစာတင်ထားမယ်အေးဟုတ်တယ်တိယောစာအောင်မြောက်တင်ထားရမယ်ဘုရင်လင်းပြောမယ်တိယောစာတော့တင်မှာနော်တိယောစာတော့တင်နေမှာခမောက်အတွက်လုံခြုံမှုရှိအောင်မယ်တိယောစာတင်တိယောစကားတင်ထားရင်တော့မှာခမောက်အတွက်လုံခြုံမှုရှိအောင်မယ် မမစာမမစကားတင်တာခင်ဗျားလုံခြုံမှုမရှိဘူးနော်စစ်နိုင်ခြင်းဥမင်း online ကိုပြောင်းလိုက်ပါလေအဲ့တော့ဟုတ်တယ်ကျွန်တော်ချိန်နေသုံးသက်ကြည့်တဲ့ဒီလောက်ဆိုလို့ရှိရင်စစ်တပ်ကအခုချိန်မှာပေါ့နော်အကြရှုံးမှုတွေကြုံနေတာကဥမင်း online ကြောင့်ပဲလို့ကျွန်တော်တို့ပြောရမှာဥမင်း online ဥမင်း online သူတယောက်သားလည်းအရှိရာကာကြီးကာကြီးမြေပြင်အောက်ခြေစစ်တီနေမှာဘာမှလုတ်ပိုင်ပြင်မမေရရမရှိပဲနဲ့သူ့ရဲ့ပုံစံသင်မှုအောက်မှာခံနေရတာဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်အဲ့တော့ ။သူများကျွန်တော်တို့မှလည်းမပြောချင်တဲ့အရာတွေကြီးပဲဖြစ်နေတယ်နော်။စစ်တပ်ကြီးလိုက်တဲ့ခါကျတော့လည်းဟိုဘယ်လိုခေါ်လဲဆိုတော့အရာရှိတွေအားလုံးကလည်းနော်ဝက်တော့ကားလှစားမဲ့သူနော်ဂိတ်ဆောက်စားမဲ့သူနော်ပြောလို့ရှိရင်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပစ္စည်းတွေခိုးရောင်းမဲ့သူနော်စစ်တပ်ကနေဘယ်လိုအမျက်ထုတ်ဖို့ပဲစဉ်းစားနေတဲ့သူပြီးရင်ထောင်လိုင်းကြီးကြီးလိုက်တဲ့ခါကျတော့လည်းထောင်လိုင်းကြီးအလုပ်ကိုလုပ်ဖို့ဆိုတာလည်းဆိုလို့ရှိရင်နော်ဟိုမူရစီဘယ်လိုရောင်းစားရမလဲဘယ်မှာဘယ်ခေါ်မလဲဆိုလို့ရှိရင်ဘယ် ဘယ်နှလုံးထီတိုင်းကိုဘယ်လိုကောက်ရမလဲဟဲ့လားဘယ်လိုမျိုးဂွင်ဖန်ရမလဲဆိုတာပဲချောင်းနေတာတော့တွေ့ရတယ်အဲ့တော့စစ်တပ်ရဲ့အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်ပြီးလှုပ်ချင်တိုင်းလှုပ်နေကြတယ်အဲ့တော့တတင်းကကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဆိုတော့ကြည့်လိုက်တိုင်းမှာတိနေပြီเนาะတိနေပြီအဲဆာယာဖားဆိုဆာယာဖားတော့စစ်ဖက်ရဲ့ဖက်စစ်ဆိုင်ဒါထောက်လိုင်းရေးပဲတနည်းအားဖြင့်အဲ့ထောက်လိုင်းရေးတွေကြည့်လိုက်ဘယ်ထောက်လိုင်းရေးမှယုံလို့မရတဲ့ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်เนาะအာခေါ်မလဲဆိုလို့ရှိရင် KDB မှာ K ရောင်းတဲ့သူနဲ့เนาะ ်ချဲတိုင်နှလုံးတိုင်လေးတွေလိုက်ကောက်နေတဲ့သူနဲ့ဟဲ့လားအဆာရဖအသေးစားလေးကဒီလောက်လေးစားလို့ဆာရဖအကြီးကြီးတွေယုံကြည်ရမှန်းမဲ့တယ်ဆာရဖအကြီးကြီးတွေဖြစ်တဲ့ဒီအပွင့်ကြီးအခက်ကြီးတွေကလည်းဒိုင်အကြီးကြီးကြီးစီကစားတာเนาะသူတို့ကသူတို့ပါဇက်ဆန့်တဲ့ဟာကိုစားတယ်အောက်ကလည်းဘယ်လိုဖော်မလို့ဆိုရှင်သူတို့ဆန့်တဲ့အရာကိုသူတို့စားတယ်เนาะစားတဲ့ခါကျတော့အားလုံးကပါဇက်ဟပြီးနေရာရာတို့တခုရရင်နိုင်ငံကောင်းကျိုးเนาะပြည်သူကောင်းကျိုးအတွက်ဆောင်ရွက်ဖို့ဆိုတာလည်းဆိုလို့ရှိရင်အဲ့လိုမျိုးဆောင်ရွက်ခြင်းတဲ့သူက တက်တော်လေးပုံပေါ့နော်ဟိုဘယ်လိုခေါ်မလဲဆိုရှင်ရှားတဲ့ပုံစံမျိုးတွေဖြစ်လာတယ်နော်ဆောင်းနာကလိုမျိုးပေါ့နော်ပါဇက်ဟာပြီးစားရမယ်ဆိုတဲ့ဟာတွေကနေရာတစ်ခုရရင်စားဖို့တော့ချောင်းနေတဲ့သူတွေတော်တော်များများတာလင်းသွားတွေ့နေရတယ်